အပြင်းမှန်းကြည့်ရင်ကျမ်းမာသွန်ဆွမ်းပုံရတဲ့လူငယ်တွေမှာတော့မမျော်လင့်ပဲရုပ်တရက်သေဆုံးသွားနိုင်တဲ့အခြေအနေတွေရှိပါတယ်။မှတ်တယ် Hypertrophic Cardiomyopathy လို့ခေါ်တဲ့နှလုံးကြွက်သားထူယောဂါပဲဖြစ်ပါတယ်။သူကမျိုးရိုးလိုက်တတ်တယ်။နှလုံးကြွက်သားတွေထူထဲလာတာကြောင့်သွေးငယ်အားကိုထိခိုက်စေပါတယ်။အားကစားသမားလူငယ်တွေမှာရုပ်တရက်သေဆုံးရတဲ့အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။နံပါတ်1ကတော့ Arrhythmia လို့ခေါ်တဲ့နှလုံးခုန်လုံးမမှန်တဲ့ယောဂါတွေကြောင့်ဖြစ်ပါတယ်။ Down Judy Syndrome ရူဂါရစင်ဒုံးလိုလိုနှလုံးလျှက်စစ်စနစ်ချိုးရင်းကြကြောင်းနှလုံးပုံလုံးအယမ်းမြန်တာဒါမှမဟုတ် နှလုံးခုန်လုံးမမှန်တာတွေကြောင့်နှလုံးကျက်သွားနိုင်ပါတယ်။နံပါတ်3အချက်ကတော့ myocarditis လို့ခေါ်တဲ့နှလုံးကျက်သားရောင်ရမ်းခြင်းကြောင့်ဖြစ်ပါတယ်။နံပါတ်4အချက်ကတော့မူးယစ်ဆေးဝါးအလွန်အကျွံသုံးဆွဲတာတွေအရက်အလွန်အကျွံသုံးဆွဲတာတွေကြောင့်လည်းနှလုံးခုန်လုံးကိုပြင်းထန်စွာထိခိုက်စေပြီးတော့အသက်အန္တရာယ်ဆုံးရှုံးခြင်းကိုဖြစ်စေပါတယ်။နံပါတ်5အချက်ကတော့ရင်ဘတ်ကိုမတော်တဆထိခိုက်မိခြင်းဖြစ်ပါတယ်။နံပါတ်6အချက်ကတော့လေဖြတ်ခြင်းဒါမှမဟုတ်ဥနောက်သွေးကြော ပေါက်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဥနောက်တွင်သွေးကြောပေါက်ခြင်းဒါမှမဟုတ်သွေးကြောပိတ်ခြင်းတွေဟာ လူငယ်တွေမှာဖြစ်တာရှားပါပေမဲ့ရုတ်တရက်အသက်သေဆုံးခြင်းကိုဖြစ်စေနိုင်ပါတယ်။နံပါတ်9အချက်ကတော့ pulmonary embolism လို့ခေါ်တဲ့အဆုတ်သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။အများအားဖြင့်ခြေထောက်မှာသွေးကြောပိတ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့သွေးခဲတွေဟာပြုတ်ထွက်သွားပြီးတော့အဆုတ်သွေးကြောတွေကိုပိတ်ဆို့တဲ့အခါမှာရုတ်တရက်အသက်သေဆုံးမှုကိုဖြစ်စေနိုင်ပါတယ်။အချိန်ကြာကြာခရီးဝေးသွားပြီးတော့ကြာကြာထိုင်ရတဲ့လူတွေအဲအိယာထဲမှာအချိန်ကြာကြာလှဲနေရတဲ့သူတွေမှာအဖြစ်များပါတယ်။